ဲ့တော့ကျွန်တော်တို့ကကိုစားပေါ့ဒီအနန္တကိုစားကိုဘွားနဲ့ရေရီယာချီရတာပေါ့ရေရီယာချီတဲ့ချီတဲ့အခါမှာဘုရားမနေ့ကညကျွန်တော်ကကျွန်တော်ဒီညအိတ်တဲ့အချိန်ပေါ့နော်ဖျားအောင်ထဲမှာထည့်ပြီးတော့သူ့ရဲ့ဒီနင်းကြမ်းကိုပေါ့နော်ကျွန်တော်တို့ကသူ့ရဲ့ကိုစားပေါ့ ကိုဘွားအနေနဲ့ကျွန်တော်ဗုဒ္ဓဘူးသားအနေနဲ့ရည်ရည်ရချီတယ်ချီတဲ့ခါမှာကျွန်တော်တို့ကအချိန်လိုတယ်ခင်ဗျဟိုကိုကဟိုအေးပြပါဆိုလို့ဆိုဆိုစောပြီးတော့ရည်ရည်ချီလို့လည်းမရလူအိတ်ချိန်မှာမှရည်ရည်ချီရတာအဲ့တော့လူအိတ်ချိန်ဆိုတော့အနေဆုံး9နိုင်လောက်ဆိုအိတ်တာပေါ့ဗျာတချို့ဆိုရင်လိုင်းသုံးပါဆို10နိုင်10နိုင်ဒီလောက်မှအိတ်တာပေါ့အဲ့တော့ကျွန်တော်က9နိုင်ရဆပြီးတော့ည9နိုင်ရဆရည်ရည်ချီတယ်ဟုတ်ပြီမနေ့ကဆိုကျွန်တော် သူ့ရရချီပြီးလိုက်တာပေါ့နော်ညဒီအင်းဖျောင်းနိုင်အကုံပေါ့ဒီကျွန်တော်ပေါ့အင်းဖျောင်းနိုင်ကိုကျွန်တော်80တကောက်တခောက်ပေါ့နော်သူကအမှုကင်းဘေးအန္တရာယ်အခက်ခဲအကျက်တဲဒီကလွတ်မြောက်အောင်ဆိုတော့ကျွန်တော်80တခောက်ကျွန်တော်ရုတ်ပြီးတော့ကရုတ်ကတော့ကျွန်တော်ဗရီးနဲ့ရုတ်ရတာရုတ်တော့ကျွန်တော်ညကဒီအင်းဖျောင်းနိုင်မီးလဲငိမ့်တဲ့အထိကိုတဏှာထိုးမှကျွန်တော်အိတ်ရတယ် အခုဒါဆိုအခုမှကျွန်တော်နိုးတာပဲเนาะဒါအခုမျက်နှာတက်ထားတာအဲဒီမှာဒါကျွန်တော်အေးရမသိမ်းရသေးဘူးဒါအသိမ်းနဲ့နောက်ကခုနေပြကျွန်တော်သူ့ခုနေဖြစ်ပြန်ဩဒီဟာဒီဟာတော့ကျွန်တော် లై ကာနေတာဒါဒါကဘုံဘူးသားတို့မူလာသူကမူလာလင်းလွန်းဒီကားကြတော့သူ့ရဲ့စုပ်ဖြစ်တဲ့ဂန်ကောအဲဒီဟာကြတော့သူ့ရဲ့လက်ဖြစ်တဲ့ ကျွန်တော်တို့မေးကျွန်တော်တို့ဒီပြေးမမရလို့ဗောနော်ပောက်သားဗောနော်အဲဒီကကျတော့သူ့ရဲ့နဝင်းဖြစ်တဲ့အုံးဒါကကျွန်တော်တို့ဇေယဝရလာဘပရီဗောဒါအုံးဒီဒါလိုက်ကားတွေတင်ထားတာဗျဟုတ်ပြီကျွန်တော်တို့သွားဗောခန်းနေရောအဲဒါအဲဒီမှာဆိုရင်ကျွန်တော်ညရဗောနော်ဒီဝါယမပဂါတာကိုကျွန်တော်ဒီမှာ82ခေါက်ဗောနော် ီမှာသူ့အကျိုးသွားလေးတွေရှိတယ်အဲ့ဒီမှာအကျိုးသွားလေးတွေအကြောင်းအရာထွေထူးမရှိရင်ကိုးကောက်ပြောကရှင်းလင်းနေအဲ့မှာဝိဇ္ဇာတရားဆိုရင်ရကျင်တယ်ဆိုတရားရှိခေါ်ပေါ့နော်ကျွန်တော်ကဒီမှာ82ခေါက်ပေါ့နော်နော်အမှုခင်းဖြစ်ခြင်းအနည်းများဝိုင်းနေလင်းနေ82ခေါက်တော့82ခေါက်ကိုကျွန်တော်ပဒီနေပေါ့နော်78လုံးပဒီနဲ့ကျွန်တော်လေးဘက်စိတ်တယ်အလဲပင်လေခုမှကျွန်တော်ကာယကံကြီးအင်္ဂါတာပေါ့နော်စီတူစု ဘာအမှုကင်းအနေရပြီးဘာညာကလုတ်ကင်းပါစေဆိုပြီးတော့ဒါဒါပင်လက်ကူးမှကျွန်တော်စိတ်လိုက်တာအဲ့တော့၄ဘတ်နဲ့ကျွန်တော်၉ခေါက်ရွတ်တက်တော့၈ဆက်တစ်ခေါက်ပေါ့ဒဲဒီမှာကျွန်တော်ကဒီမှာကုန်းရွက်တွေလက်ဖက်တွေကိုကျွန်တော်ငါးကိုအိတ်နဲ့ထုတ်မယ်ပြီးရင်အရွက်ခက်ဒီဓပ်ပုံမှာကိုကျွန်တော်ချိန်မှန်းကွင်းကဒီမှာပြီးရင်ဓပ်ပုံက အဲဒီဓာတ်ပုံကပြင်ခြေမှန်းကွင်းကို ချုပ်ကမယ်အဲအထက်ကချုပ်ကမှာလားအောက်ကချုပ်ကမှာလားပြီးရင်အဲချုပ်ထားတဲ့ခြေမှန်းကွင်းကို သူ့ဖျားအောက်မှာဖျားဖောင်းတယ်ဖျားအောက်မှာရှိရဲ့အရွက်ကိုစွတ်ပြီးတော့ပတ်ကမယ်အဲပြီးရင်ကျွန်တော်တို့သွားဆောင်အောင်ပါဘောနော်ဟုတ်ကဲ့အခုဆိုရင်ဒီနေရတဲ့နင်းကြံပြင်းမရွက်19 ညွန့်ပါဘောနော်ခြေမကွင်းပါနော်ခြေကောင်းခြေမကွင်းဆိုပြီးတော့အဲစီးသွားပြီအဲ့တော့ဒီကာယကံရှင်ရဲ့ပေါ့နော်ဒီခြေမကွင်းကိုချက်တယ်ချက်ပြီးတော့ဒီမှာစီးတယ်ပြီးတော့လက်ဖက်ကွန်ရတွေကိုကျွန်တော်တို့ဒီကအမိုက်ထည့်သလိုပေါ့နော်အမိုက်ထည့်သလိုဟိုဒီလိုမျိုးစုပြုံထည့်လို့မရသူစီစီကြီးလေးပေါ့နော်လေးလေးစားစားလေးပေါ့ဒီပြဒါလည်းဆုံးအောင်ဆုံးရတဲ့ခါကျတော့ကျွန်တော်တို့အစီရင်စရာတွေတော်တော်များများဆိုတာက ကိုယုံကြည်ပြီးတော့လွှဲအပ်တဲ့အခါမှာပြီးစလွယ်လုံးလို့မရခင်ဗျပြီးစလွယ်လုံးလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့အစီရင်မအောင်မြင်တာတွေဖြစ်သွားမယ်ကာယကံရှင်တအားနစ်နာတယ်ကျွန်တော်တို့ကတခါတလေကြတော့ကာယကံရှင်နေရှီရနေရောကိုရဲ့ဝိသမလောဘစိတ်ကြောင့်เนาะတောင်းလိုက်တဲ့အဖို့ကကိုအပြည့်ဝမရတဲ့အခါကြရင်ပြီးစလွယ်လုံးတယ်များသောအားဖြင့်ဘီရင်ဆရာဒီအစီရင်ဆရာတွေကအလိန်အညာ လွယ်လွယ်သုံးတယ်ဗျလွယ်လွယ်သုံးတယ်ဘာလို့တော့လွယ်လို့လွယ်လွယ်သုံးလိုက်တာအဲ့ဒီလွယ်လို့လွယ်လွယ်သုံးလိုက်တဲ့နောက်မှာအာဟုသူတွေကကိုယ့်ကိုဗတ်ပြန်ပါတယ်ဗျအခုဒီမှာဆိုရင်ကျွန်တော်အိမ်ပေါ့နော်ဒါကကျွန်တော်အိမ်အိမ်ရဲ့အိမ်ရဲ့ဒီအနောက်တောင်လေဒီဘက်တောင်ဆိုဒါဆိုအနောက်ရက်ဗျဒါနေဝင်နေဒီကနေပြီးတော့ဟိုဘက်ခြံကိုကျော်ပြီးတော့ကျွန်တော်နောက်ဘေးကိုလှမ်းပစ်လိုက်မယ်ဆိုရင်ရတယ် ဒါပေမဲ့စီမင်းစည်းကမ်းတစ်ခုကချိုးဖောက်သွားတယ်။နောက်အနောက်ရက်ကိုသွားကိုသွားရမယ်။အနောက်ကိုရက်ကိုသွားမယ်ဆိုရင်ကျွန်တော်ကဒီဒီနောက်ဝီးလန်းကြားကိုပေါ့နော်။ဒီနောက်ဝီးလန်းကြားကိုဒီဘက်ခြံထဲဝင်ဝင်ပြီးတော့ဟိုကိုကြော်ခွပြီးတော့လမ်းကြားထဲသွားမယ်ဆိုရင်ဒါအနောက်ရက်ကိုရောက်သွားတယ်။အနောက်ရက်ကိုရောက်ပြီးတော့အနောက်ဘက်ကိုမျက်နှာမူပြီးတော့စွန့်ပြရမယ်။နော်။အဲ့မှာဒီမှာကြည့်အောင်အဖေအဖေလေးနဲ့သူသူများအိတ်နော်။ အဆင်မပြေဘူးအဆင်မပြေဘူးဆိုတော့ကျွန်တော်ကမနေ့ကပြောထားတဲ့အတိုင်းပေါ့နော်ကျွန်တော်မောင်းမကန်လမ်းကိုကြော်မယ်ပြီးရင်မောင်းမကန်ကိုလမ်းကိုကြော်မယ်ပြီးရင်မောင်းမကန်လမ်းကနေပြီးတော့ကြော်ပြီးတော့ကျွန်တော်ကရင်ကျေးမှုတက္ကသိုလ်ကိုပေါ့မောင်းမကန်လမ်းမှာအနောက်ဘက်ရက်ကိုကျွန်တော်အိမ်အနောက်ကိုရောက်သွားပြီဒါပေမဲ့စုံပြဖို့ကြာတော့အဆင်မပြေဘူးအိမ်နေရှိတယ်တချို့အိမ်ကဟာဒီကောင်ဘာဘာလဲอ่ะဒီအုပ်ဆိုင် ။ဘာလို့လဲအင်ဂျင်မအမိုက်လာလို့ဆိုတော့ပြဿနာရှိရမယ်။အဲ့တော့လွတ်လွတ်ကင်းကင်းဖြစ်မယ်ကျွန်တော်ယင်ကျင်းမှုတက္ကသိုလ်သွားမယ်။အဲ့တော့ကျွန်တော်တို့ကရေချောင်းတိတ်ပံကွင်းကိုပါထက်ကျော်ရမယ်။ရေချောင်းတိတ်ကတိတ်ပံမှာလည်းပတ်လည်ကဘာဖြစ်လဲဆိုတော့ကျွန်တော်အိမ်အနောက်တက်တယ်မှာသူကခြံစည်းကိုပတ်လည်မှာပေါ့။ကျူးကျော်အိမ်ကအခိုင်မှာဆောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်အဲ့မှာသွားပြီးတော့ဆွံ့ပြဖို့လည်းမလွယ်ဘူးအဲ့တော့ကျွန်တော်ကရင်ကျင်းမှုတက္ကသိုလ်ကိုသွားပြီးတော့ရင်ကျင်းမှုတက္ကသိုလ်က ဟိုဘက်ပြည်တော်စုလမ်းရှိတယ်ဒီဘက်မှာကကျတော့တောင်မြောင်လမ်းဆိုရေစကန်လမ်းရှိတယ်အောင်စရာအိမ်ရာလမ်းပေါ့အောင်စရာအိမ်ရာလမ်းဆိုရင်အဆင်ပြေတယ်ဗျကျွန်တော်နောက်ဘက်အရက်ကိုလည်းဟိုပြစ်လို့ရတယ်ဟိုလောက်ကောင်းလဲအဆင်ပြေနိုင်ဆုံးနေရာပေါ့နော်အဲ့ကိုကျွန်တော်သွားမယ်ပေါ့နော်အခုဇနီးတန်ပါကန်ဇနီးတီးတယ်ဗျာသူတော်အကျုံကိုပေးတတ်ပါတယ် ကျွန်တော်တို့ကကိုယ့်ကိုလိန်နာညာတာကို မကြိုက်ဘူးဆိုရင်သူတပတ်သားကိုလည်း ကျွန်တော်တို့ကလိန်ညာမှုကင်းဝေးရပါတယ်ဗျာကိုယ့်ကိုတလီတစားဆက်ဆံနာကိုခံယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကတပတ်သားသူကိုလည်းတလီတစားဆက်ဆံရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ကတိုက်စီဒီဘာတွေတော့ငှားမသွားဘူးဗျာဆိုင်ကယ်ဒီဘာတွေကလည်းမရှိတော့ဘူးဗျာစီးလို့မှမရတာအဲ့တော့စပိန်လေးနဲ့ပဲသွားမှာပေါ့နော်အဲ့တော့ တက်စီငါးဝိုင်းရင်ဒီတက်စီဘူးကိုဒီအပ်ထားတဲ့သူကထပ်ပြီးတော့ပတ်စံအကုန်ကြများမှာပေါ့နော်အဲနောက်ဒီပြမရွက်တူပါလို့ဆိုတော့ဒါကျွန်တော်အရှိမှာပေါ့နော်အရှိမှာဆိုရင်ဒါအိမ်တော့မရှိဘူးပေါ့နောက်ပိုင်းတော့ရရရအပင်နေစိုက်ဖို့တော့အစီအစဉ်ရှိတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကဆိုကျွန်တော်ဒီဘက်ကလမ်းထွက်ရင်မောင်မကန်လမ်းရောက်ပြီနော်မောင်မကန်လမ်းသွားကြဖြတ်ကြတာပေါ့နော်မောင်မကန်ကန်တာလမ်းရောက်ပါပြီ ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်ယဉ်ကျေးမှုတက္ကသိုလ်အရှိကိုရောက်လာပါပြီပေါ့နော်အဲသူတက္ကသိုလ်ရဲ့အရှိပေါက်မှာတော့သွားဆုံးလို့တော့မရဘူးပေါ့နော်အိမ်ရဲ့အနောက်နောက်အနောက်တက်တဲ့ကြောင်ပေါ့နော်အိုးဝေးရလာတဲ့ခလေးမလေးနားလောက်ဆိုဒါအဆင်ပြေတာပေါ့နော်အဲခုမှကျောင်းသူလေးနားလောက်ဆိုအဆင်ပြေအိမ်ရဲ့အနောက်တက်တဲ့ရှိတယ်အာဒီမှာကျတော့ဆက်သွယ်ရေးပို့ဆောင်ဌာနပေါ့နော်အဲဒါဒီဘက်ဒီဘက်ဆိုရင်ဒီတရားဆိုဒါအခုဒါဒါဆိုနေထွက်နေထွက် ဖို့လောက်ရနေလုံးလေးပြူနေပြီဗောနော်ဒါကအရှိရဖြစ်တဲ့ကြောင့်ကျွန်တော်အနောက်အနောက်ရောက်ကိုဟိုခွင်းနေဖြစ်ပြီးတော့ဒါကလေးမလေးအဲလာတဲ့ဒါအဲ့ဒါဆိုအနောက်ရနော်အဲ့မှာသွားပြီးတော့ကျွန်တော်တို့ကဒီအစီရင်ဆွန့်ပြရမှာဗောနော်အဲ့တော့ကျွန်တော်တို့အနောက်ရောက်ကိုဒါဒီဒါဒီမှာယင်ကြီးမှုတက်ကတူဗောနော်ယင်ကြီးမှုတက်ကတူဒီဘက်ဆိုရင်နေနေလုံးထွက်နေပြီအဲနေနေထွက်နေပြီဒါအနောက်ရက်တက်တဲ့ကိုသူ့ရဲ့ အင်္ဂါသားရဲ့ဗမှုဖြစ်ရပါတော့အနောက်ဘက်တက်တက်ကိုတို့ကစွန့်ပြီးွားတဲ့အခါကျတော့ကျွန်တော်ဒီတိုင်းဆုံးခဲ့လို့မရဘူးအင်္ဂါသားစီသူဆိုမှရှိနေတော့ခုကြုံတွေ့နေရတော့ခက်ခဲတဲ့အခြေတဲတွေဘေးအန္တရာယ်ပေါင်းတွေကိုပြေပြောက်ဒီအရွက်အခက်နဲ့တူစွန့်ပြီးသားပယ်ပြီးသားဖြစ်ပါစေလို့ပြောရုံနဲ့မရဘူးကြကျွန်တော်မြန်မာနိုင်ငံမှာအင်္ဂါသားစီသူဆိုတာဘယ်နှစ်ယောက်ရှိမှမသိဘူးအဲ့တော့ကျွန်တော်ကခြေပေးလိုက်တဲ့ခါက